အမေရိကန်အစိုးရအမိမြေလုံခြုံရေးဝန်ကြီးဌာန DHS ကနိုဗ ెంబ ာ24ရက်နေ့မှာမြန်မာနိုင်ငံသားတွေရဲ့ယာယီကိုလုံခွင့် GPS ကိုဖျက်သိမ်းကြောင်းကြေညာခဲ့တာပါ။အချိန်တစ်ပတ်တွင်မှမြန်မာဘာဝင်အမေရိကန်ပြည်ထောင်စုကိုရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်တဲ့နိုင်ငံရေးကိုလုံခွင့်ဆုံးဖြတ်ချက်တွေကိုရပ်ဆိုင်တာ။ 2021ခုနှစ်2025တွင်ဒုက္ခသည်ဖြစ်ရောက်ရှိနေထိုင်သူတွေရဲ့အစိမ်းရောင်ကတ်တင်တဲ့ case တွေကိုပြန်စစ်ဆေးတာတွေပြုလုပ်မယ်ဆိုတဲ့ကြေညာချက်တွေဇက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။ဒီကိစ္စရပ်တွေကိုဆုံးဖြတ်တာနဲ့ပတ်သက်ပြီး Trump အဆိုအရ Federal တရားရုံးတွေမှာတရားရင်ဆိုင်ရတာမျိုးတွေထပ်ပြီးရှိလာနိုင်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်။ DPS decision ရော immigration policy လေးရောအားလုံးပြန်တွန်းဖို့အတွက်စူးစမ်းနေပါတယ်။ကျွန်တော်တို့တွေတာဝန်ရှိတယ်ဗျာ။ကျွန်တော်တို့တွေရဲ့ဒီညီကောင်မောင်နှမတွေ DPS refugee status ရဲ့အခုက vulnerable population ဖြစ်နေတဲ့အချိန်မှာကာကွယ်ဖို့လိုတယ်ပေါ့အတူတူလှုပ်လှုပ်ဖို့လိုတယ်ဒါကဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့တွေအဖန်ရှိတယ် voting power ရှိတယ်အဲ့ဒါကိုသုံးဖို့လိုတယ်ဗျာကျွန်တော်တို့ဒီတိုင်းတော့ထိုင်နေပြီးတော့ဘာမှမဖြစ်ဘူးလို့တော့ပြောလို့မရအခုဖြစ်နေတဲ့ဥစ္စာကနည်းနည်းသိပ်ပြီးတော့မသေးကြဘူးဗျာဒီ holiday season မှာသူတို့တွေ announce လုပ်ထားတာတွေကလုံမဲ့တွေကတော်တော်များတယ်ဒီဥစ္စာဥပဒေအရလဲကျွန်တော်ထင်တာတော့ ကျွန်တော်ရှိနေမဟုတ်เนาะဒါပေမဲ့ပြန်ပြီးတော့ machine ပေါ့သူတို့ဘယ်လောက်လုပ်လို့ရလဲဘယ်လောက်လုပ်လို့မရအောင်လဲကျွန်တော်ထင်တာတော့ဒီနောက်တစ်လနှစ်လသုံးလကြာလို့ရှိရင်ကျွန်တော်တို့တွေတော်တော်ပို့ပြီးတော့မြင်လာမယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့တွေအခုဒီမှာရှိတဲ့ advocacy အုပ်စုတွေအားလုံးကတော့ပြန်ပြီးတော့တွန်းနေပါတယ်ဒီဥစ္စာကျွန်တော်တို့တွေလုပ်လို့ရသမျှအားလုံးလုပ်ပါမယ် ရပ်ပေါင်း60တွင် TPS ဖြတ်သိမ်းမှုကိုပြန်မပြင်နိုင်ခဲ့ရင်နောက်ဆုံးအဆင့်အနေနဲ့ပြည်နှံံပေးတာကိုခိုင်လုံတဲ့အကြောင်းပြချက်နဲ့အချိန်ရွှေ့ဆိုင်တာမြန်မာပြည်ကိုပြန်ပူရာမျိုးမဟုတ်ပဲလုံခြုံပေးခြင်းနဲ့တခြားနိုင်ငံတစ်ခုကိုပို့ပေးဖို့တောင်းဆိုနိုင်တာစတဲ့နည်းလမ်းတွေရှိသေးတယ်လို့ဆိုပါတယ်ဒီလိုလုံဆောင်နိုင်မှုသက်ဆိုင်သူတွေအနေနဲ့ခိုင်လုံတဲ့အကြောင်းပြချက်နဲ့လိုအပ်တဲ့အထောက်အထားတွေကိုဥပဒေကျွမ်းကျင်သူဒါမှမဟုတ်ရှင်းနေရရဲ့အကူအညီနဲ့ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ် လူဝင်မှုကြီးကြပ်ရေးသူတို့နိုင်ငံရဲ့ policy ကိုတွားချင်တဲ့အတွက်ကြောင့်မို့သူကလောက်တာဖြစ်တယ်ဒီ policy ကိုလုံးဝ enforce လုပ်ချင်တဲ့အတွက်ကြောင့်မို့လို့ဟိုးအစတည်းကလည်းဆိုင်းပြင်းလာပြီးသားဖြစ်တယ်ဆက်ပြီးတော့သူကလုတ်သွားမဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီထဲမှာဗမာနိုင်ငံရဲ့ assessment ကကြားချက်ပြီးပါသွားတဲ့သဘောမျိုးပေါ့နော်အစိုးရတွင်းမှာဒါတွေကိုမပြောဘူးလားမကန့်ကွက်ဘူးလားပြမှန်ကန်ကန်ဖြစ်လာအောင်မလုပ်ဘူးလားဆိုလုံနေတဲ့ပုံကိုယ်တွေရှိပါတယ်အစဉ်ဆက်မပြတ် လည်းလုံနိုင်စွမ်းရှိတဲ့သူတို့အစိုးရထွင်းကပုံကိုယ်တွေကိုလည်းတောက်လျှောက် contact တွေလုပ်ပြီးတော့အခြေအနေတွေကိုနားလည်နိုင်အောင်ပေါ့နော်ကိုယ့်ရဲ့ community ကိုယ့်ရဲ့နီးစပ်ရပါတော့เนาะတိုင်ဝမ်နေမှာကိုက content မပြတ်ဖဲနဲ့နေပါနောက်တစ်ခါငွေကြေးရပဲဖြစ်ဖြစ်မတတ်နိုင်တာမျိုးတွေရှိရဲဆိုလို့ရှိရင်လည်းပဲဒီလိရဲ့အဖွဲ့အစည်းတွေနေရာတိုင်းလို့လို့အမှရှိပါရဲ့ရှင်ပြင်ဆင်စရာရှိတာတွေတော့ကိုကပြင်ဆင်ထားရမယ်တတိထားစရာရှိရတယ်ရောတတိထားရမယ်ပေါ့เนาะ အမေရိကန်ပြည်ထောင်စုမှယာယီကိုလွန်ကွင်း GPS နဲ့နေထိုင်တဲ့နိုင်ငံပေါင်းစုံလူကြီးတောင်းတဲ့ချီရှိနေပြီး2021ကနေ2025အတွင်းဒုက္ခသည်ဖြစ်လာရောက်ချေချနေထိုင်သူသိမ်းတဲ့ချီရှိနေတာပါထပ်ပေါ်နေတဲ့တရင်တွေကြောင့်အစိုးရလုံခြုံရေးသူတွေကိုပြည်သူချင်းချင်းချင်းချောက်အမျက်ထုတ်တာမျိုးတွေလည်းလူမှုအဖွဲ့အစည်းတွေထဲမှာဖြစ်လာနိုင်တဲ့အတွက်အမှန်တကယ်ကျွမ်းကျင်တဲ့ဥပဒေပညာရှင်တွေနဲ့ရှင်းနေတွေကိုသက်ဆိုင်သူတွေကစနစ်တကျချင်းကပ်ကြဖို့လိုအပ်ပါတယ် brink of recession လို့တလို့မျိုး refugee status ကိုပြန်သိမ်းနေတဲ့ resign လို့ရှင်တယ်ဆိုလို့ရှင်ကျွန်တော်စပြောခဲ့သလို immigration ကောက်ကိုသူတို့တွေကတင်ပြရမယ်ကိုယ့်ဘက်က defend လုပ်ခွင့်ရှိတယ်အရေးကြီးတာ service silence suit quick ဆိုကိုနားလဲအောင်လုပ်ဘယ်လိုမျိုး story ရောက်ခဲ့တာလဲ story အထက်ကိုယ့်ရဲ့ case ကဘယ်လိုဥပဒေနဲ့ကညီမှုရှိနေလဲလေ့လာပြီးတော့ကိုယ့်အနေနဲ့တိကျနားလည်ပြင်ဆင်ထားဖို့လို့အရေးကြီးတယ် especially ဒီအချိန်ဒီမှာ qualify ဖြစ်တဲ့ legal assistance ကတော့အရေးကြီးတယ်လို့ကျွန်တော်ပြောလို့ရပါတယ် အမေရိကန်ပြည်တွင်းကိုဦးစားပေးပြီးကမ္ဘာနံပါတ်1အဖြစ်ဆက်လက်ရည်ရည်အချက်အပါဝင်ရွှေ့ပြောင်းနေထိုင်သူတွေအရေးပေါ်ပြထားတဲ့ Project 2025 Policy နဲ့မဲဆွယ်စည်းအုံမီတမနာထရမ်ဟာ2024 November ရွေးကောက်ပွဲမှာအနိုင်ရခဲ့တာပါ Trump အစိုးရရဲ့ရွှေ့ပြောင်းနေထိုင်သူတွေအရေးနဲ့ပတ်သက်ပြီးလက်ရှိဆောင်ရွက်ချက်တွေဟာ Project 2025မှာပေါ်ပြချက်တွေအတိုင်းသိမ်းပြီးသိမ်းဆောင်ရွက်နေတာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ် အုပ်ချုပ်ရေးအဏာကို Trump အစိုးရကအလွန်ကျွံသုံးဆွဲတဲ့ကိစ္စအများပြကြောင့်လွတ်တော်နဲ့အဆင်မပြေဖြစ်ပြီးအောက်တိုဘာလ10ရက်နေ့ကစတင်ပြီး23ရက်ကြာအစိုးရရန်ကြားဆန်ရင်တင်ရက်ဆိုင်ထားတဲ့ဖြစ်စဉ်ပါဝင်ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်ကြလို့ညက်ဆက်တိုက်ကြုံတွေ့နေရပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။